တန်ရဲ့လာငါတို့ဒီတိုင်းမျိုးကိုချစ်တာအမျိုးသားရဲ့စိတ်တက်ရှိတာတန်ရဲ့လာပြည်သူတွေကပြည်သူတောင်နေနဲ့ကိုနဲ့မဆိုင်သလိုနေလိုက်လို့ရတာနော်ကိုနဲ့မဆိုင်သလိုနေပလိုက်လို့ရတယ်ကျွန်တော်တွေ့ရတွေ့ရလို့ရှိ online မှာရင်းတွေ့တယ်ပြီးတော့မှ DB ရကြီးရောမနေ့ကကြီးပြီးရကြီးတယ်စဉ်းစားတနေ့ကတွေ့ရပြီးဒီနေ့ကကြီးပြီးမှကြီးတယ်ဒီနေ့ကျတော့စဉ်းစားငါတော့ဒါလေးတော့ထည့်ပြောဦးမှာသင်တယ်ပေါ့စဉ်းစားအဲ့တော့ထည့်ရခုပြောတော့ခင်ဗျားတို့စဉ်းစားကြအုံတော့ရှိရင်စဉ်းစားကြည့်ကြခတော့တော့ထမင်းစားကြည့်တယ်အုံတော့လည်းရှိရင်စဉ်းစားကြည့်ဦးမိန်းကလေးတွေဘရာဇီယာမို့လို့ခန်းနေတော့ဖြစ်နေတယ် ဟိုင်းချရမီဝပီတူနီကိုမော်ရမာမြအားလုံးပဲမင်္ဂလာပါ news beat channel ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ17ရက်နေ့ကျွန်တော်နေ့လည်းပိုင်းဗီဒီယိုတပိုးနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းတွေနဲ့ပတ်သက်ပြီးတော့မှကြည့်မှအများတဲ့အတွက်ဗီဒီယိုကျွန်တဲ့သူစာဆုံးချစ်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ရုံးစွန်းနေတဲ့ခါတိုင်းလိုပဲသတင်းတိုးလေးတွေချစ်လိုက်ရအောင်နော်ပထမအဆုံးသတင်းတပိုးအနေနဲ့ကတော့ ပဝိုးတိုင်းပေါကောင်းနဲ့ပေါင်းတယ်မျိုးနယ်တို့မှာစစ်ကြောင်းထိုးနေတော့လက်လက်မိရှုံနေတဲ့အင်အားတရပါတဲ့စစ်သက်စစ်ကြောင်းတိုက်ခိုက်ရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တပ်ဦးတည်ဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဇွန်လ3ရက်နေ့နက်နက်9နာရီချိန်ပေါကောင်းမျိုးနယ်အပိုင်းတိုက်ချောင်းရွာ၊ကွမ်းအုံစုရွာ၊အိုင်ဆောက်ရွာ၊မင်းနီကုန်း၊တပန်းကိုင်းရွာ ။ဒလာမဲရွာမြို့ကျွန်းရွာပြန်ချီတဲ့ရွာတို့ကိုစစ်ကြောင်းထိုးမိရှုဖြစ်စီနေတဲ့အင်အားတရားပါစစ်ကြောင်းတို့ကိုပုံတိမြို့နယ်ညောင်နေပင်အုပ်စုညောင်နေပင်ရွာနဲ့မိုးကွင်းရွာကြားမှာတလိုင်းတက်တွေကနေပြီးတော့မှပူပေါင်းတက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ကစစ်တပ်ဦးတည်ဆုံပြီးတော့မှရှိုးအပြင်းထန်တိုင်းရရှိခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီတပ်ပွဲတွေမှာဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှလက်နက်ခဲယမ်းတွေလည်းများစွာရရှိထားတာဖြစ်တယ်လို့ဒီလိုမျိုးစစ်ကြောင်းထိုးပြီးတော့မှပေါ့နော်လဲလဲနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာဆိုတော့အခုဆိုရင်တလိုင်းရဲဘော်တွေရဲ့အမုံကျိတ်ဖြစ်စီတက်ခိုက်ခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ဒီတဲ့ပူပြီးတော့မှလို့လာအောင်မယ်ဆိုတော့ပေါ့နော်စစ်ကောင်စီ တွေနည်းနည်းသူတို့ရှိမှာတရကတွေဘယ်လိုမျိုးဖြစ်သွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒေတာလေးကိုနမူနာယူဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းလဲတော်လန်ရဲဘော်တွေကနေပြီးတော့မှသတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းဗန်မုံမြို့နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်အစပ်တနေရာမှာဇွန်လ9ရက်နေ့မနေ့9နာရီကျော်မှာတပ်ဖွဲ့ဖြစ်ပွားပြီးတော့မှ SND တပ်ဖွဲ့ဝင်အလောင်းတလောင်းတနက်နယ်လေးနဲ့ခင်းတွေတင်းစရရှိခဲ့တဲ့စပရမတ်ကျွန်တော်တို့သိရတာဖြစ်ပါတယ်။ တင်းဆဲရှိတဲ့တနက်နယ်လက်မှာတလက်ကတော့ပြန်သုံးပြုပြီးမှနောက်တလက်ကိုပြန်ပြင်နေတဲ့စူပါမားကတ်ခံတော်လိုင်းတပ်ဖွဲ့ဝင်တို့ကလည်းမြန်မာပြောဆိုထားတာဖြစ်ပါတယ်။အင်းရနေရာခန့်ရှိတဲ့ရှမ်းနေမျိုးသားတပ်မတော် SNA နဲ့ KA PDF မိုင်းတုံတရင်ဗမောက်မျိုးနဲ့ပါကပပူအောင်တပ်ဖွဲ့ဝင်တွေနဲ့မြန်မာဘူးတောင်နဲ့လေတာကုန်းချေးရွာကြားမှာ၃နိုင်ချတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ အဲ့ဒီဖန်ဆီးခံရတဲ့ပေါ့နော် SNDC ချောင်းကပြန်မလို့ပေးခဲ့တဲ့တပွဲတွေပြပွားပြတဲ့နောက်မှာတက်ဆုပ်သွားချိန်မှာ၎င်းတို့စစ်ချောင်းနဲ့သူဟောဆောင်သွားခဲ့တဲ့ကျော်တို့စေတနာဝန်ထမ်းချောင်းဆရာ၃ဦးပေါ့ဒေတာခါ40ဦးခန့်ရှိတယ်လို့ကျော်တို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျော်တို့ဒီရှမ်းနေတပ်ဖွဲ့ဝင်တွေအရဆိုတော့ KIA ပြည်ထောင်တပ်ဖွဲ့ဝင်တွေထိတဲ့တွေ့တဲ့ချိန်မှာအတုံးယုံနဲ့မျိုးစာတွေဖြစ်သွားတာပြပြမှာကျော်တို့ကချင်ပြည်နယ်မှာဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူစစ်ချောင်းအတူထိုးနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်ဒီလိုမျိုးမျိုးမစစ်ကောင်တွေကိုလည်းကျော်တို့တော်လံပြည်သူတွေကနေပြမှာပဲအခုဆိုရင်လိုက်လံ ်ရှင်မရှင်းလင်းနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းပထမဆုံးအနေနဲ့ကြက်မှာကတော့ရေဘော်ရှင်းလင်းနေပြီးတော့မှမနေ့ကပလဲမြို့နယ်မှာကျွန်တော် PLA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေပြီးတော့မှစစ်ကောင်စီရဲ့ Jet Fighter တဲ့ဈေးကိုပြစ်ချနိုင်ခဲ့တဲ့ပုံမှာချစ်ချင်းပေါ်တော့ပြောလို့မျိုးဆောက်ပြောခဲ့တဲ့ Zomelin နဲ့ပတ်သက်ပြီးတော့မှသူ့အမျိုးသုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။ရေဘော်ရှင်းလင်းဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လေရအောင်နော်။ ီးခဲ့တဲ့မေလနောက်ဆုံးပတ်မှာကချင်ပြည်နယ်ဗမောစက္ကစ23ကိုစစ်ကူလာတဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့တင်ပို့ဆောင်ရေးဟဲ့ရင် MI 73စင်းကို KIA တပ်ဖွဲ့ဝင်တွေပြစ်ချနိုင်ခဲ့ပါတယ်။ရှစ်ကူမြို့နယ်တောကောင်အတွင်းမှာအစည်းပြကြခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကတပ်ဖွဲ့ဝင်တွေလေတရဲအပါအဝင်ဂျူဟာမူထိပ်ပြီးအကျန်းဖတ်ကောင်အပါဝင်16ဦးတည်ဆုံးခဲ့တဲ့အဖြစ်အပျက်မှာလည်းပဲအကျန်းဖတ်အာနာယူအုပ်စု ဘက်ကအခုဇော်မဲလုံးလေးကျွန်တော်ပြည်သူတွေရဲ့ချင်ဘက်ဇော်မဲရင်လေးပြောတာကလည်းပဲအဲ့ဒီစစ်ရဟတ်ရှင်ဟာရုတ်တရက်စัจချုပ်ရင်းပြီးတော့ပြတ်ချခဲ့ပါတယ်လို့မကြာသေးခင်ကာလမှာ KIA ပြတ်ချခဲ့တယ်အမိုင်ဆန်ပြီးရဲ့ပြတ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်မှလည်းပဲသူပြောခဲ့တာရှိပါတယ်อืมကျွန်တော်မြင်ပါပြီကျွန်တော်တို့အရန်ပြန်မှန်းနေဆိုတာယုံပြီလားကျွန်တော်မှပြည်သူလူတရက်လုံးရဲ့ဝင်းရဲ့ကုညီဖောက်ပြန်မှုတွေနဲ့ဒီတော်လန်ရေးမှာ ။ဒါကြောင့်ဖက်စစ်ခွေးတက်ရဲ့လေဘဲတွေရောတိုက်လေရှင်တွေရောချက်ကင်တွေရောငှက်ကင်တွေရောအကုန်လုံးကိုတိုက်ခိုက်ဖြက်စီးနိုင်ပါလျက်နဲ့ကျွန်တော်တို့မှလည်းတက်တည်ကိုအဲ့ကလူတင်ပြပေးရတယ်။အဲ့ကြာကြတော့ကျွန်တော်တို့လည်းအရန်ပင်မရပါလေခင်ဗျာ။ဒါပေမဲ့လည်းပဲပင်မကဂျိုးနတ်အောင်တော့ဆက်ပြီးတော့ကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်။ဒီအချိန်တွေမှာ အဲ့လိုမျိုးရုပ်တရက်တက်ကြမှုပြီးပြီးတော့လက်ကြည့်ရင်ပြန်တန်းရင်းနဲ့တက်ကြခဲ့ပါတယ်ဆိုတော့လင်းရင်တို့ကျွန်တော်နိုင်ငံအတွက်မှာဗဒစီတော်ဖြစ်နေပြီလေဒါကမှလုံးနဲ့ချိုးချမယ်ဆိုရင်စံချိန်တင်သွားပြီနော်ဆိုတော့လင်းရင်တို့ကိုရောင်းခဲ့တဲ့တရုတ်ရုရှားကတော့မှတရားစွဲလို့ရနေပြီဘာဖြစ်လို့သူတို့လင်းရင်တွေအကောင်းကြီးပေါ်တက်တာနဲ့ရုပ်တရက်အမတ်တမဲ့ဆက်ချိုရင်ပြတ်ကြသေးဒါတော်မှထဲမှာပါတဲ့ကောင်းလေးအကုန်လုံးကလည်းရှင်မဲ့ကောင်းမရှိဒီနေ့ဆိုခေါင်းမှာဟတ်တက်ကွဲဥကုန်းခေါင်းဥကုန်းနဲ့ဒါလီတရဲ့ဟမ်းမက်ပေါ့ဗျာ အုတ်ထုတ်မှာတော့မှသပင်မှွေးလေးတော့မှကတ်နေပါလေဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ Telegram မှာတော့ special package လိုက်ကြီးကိုကျွန်တော်ရဲ့မိပါလေးကိုတင်ပြပေးထားပါတယ်ကျွန်တော်မိသားစုတွေကတော့ကြည့်ပြီးပါပြီလို့ကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အမြဲတမ်းကကျွန်တော်တစ်ခါတည်းကမှလုပ်နေများနေလို့ကျွန်တော်ကိစ္စတွေမှာအချက်ထွေးနေတဲ့အချိန်မှာတော့ကျွန်တော်မိသားစုကိုနေရရှမ်းလေးရေနှက်ခင်နှံ့လေးရထားတယ်နော်ဆိုတာလေးတွေပေါ့နော်အလောက်ထိချစ်ဖို့ကောင်းတယ်ကျွန်တော်တို့ရဲဘော်ရှမ်းလေးမိသားစုဝင်တွေပါဒါဆိုရင်ဇော်မဲလေးလေးပြောတယ်ရုတ်တရက်အမှတ်တမဲ့ မတော်တဆဆက်ချို့ယွင်းလို့ပြကြခဲ့တယ်ဆိုတဲ့ရဟတ်ရင်ကဘလို့အမျိုးအစားလဲဘယ်နိုင်ငံထုတ်လဲပြီးတော့ထဲမှာပါတဲ့လေတရေကဘလို့ပြီးသွားရတာလဲဒါတော့ဗောနော်ကျွန်တော်ပလဲမျိုးတွေမှာစစ်ကောင်စီရဲ့ jet fighter တစ်စီးပြစ်ချခရပြေးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ပြန်ကြိုက်တောင်းခံဖြစ်တဲ့ zombie layer နဲ့ပြီးတော့ချက်ချင်းကိုမျိုးလင်းမျိုးစားပြောတာတာပဲဖြစ်ပါတယ်ပြီးသူတွေကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးသူတို့ရဲ့ညှက်ကင်ဗောနော်ဒီကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့မှာ ကျွန်တော်တို့လိမ့်ပေါင်းများစွာတွေလည်းတွေ့ထားတာမို့လို့ဒီဇုံမဲလင်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့လုံးဝကိုယုံကြည်မရှိတော့တာပဲဖြစ်ပါတယ်။ဘလိုပဲပြောပြောကျွန်တော်အညာရီတမှာဆိုတော့ပထမအဆုံးစစ်ကောင်စီရဲ့ Jet Fighter ကိုဖြစ်စည်းနိုင်ခဲ့တဲ့ဒီတမိုင်းဝင်ဖြစ်စဉ်ဖြစ်ပြီးတော့မှကျွန်တော်တော်လိုင်းရဲဘော်တွေကနေပြီးတော့မှအခုလိုမျိုးဆက်လက်လှုပ်ဆောင်နေအောင်ဝင်ဝင်ကူညီပေးကြဖို့လည်းတိုက်တွန်းပြောဆိုထားကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင့်မြတ်နေပြီတော့မှကျွန်တော်အားလုံးတွေ့ထားတဲ့တိုင်မဲ့တရင်တွေမှာမွန်ပြည်နယ်မှာဆိုတော့စစ်ကောင်စီအနေနဲ့ဘရာစီယာမဝဲတဲ့ပေါ့နော်အမျိုးသမီးတွေကိုဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်ဆိုတော့တရင်နဲ့ပတ်သက်ပြီတော့မှဘယ်လိုမျိုးပေါ်ပန်းလေးစရယ်အားချောင်ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်စစ်ပြီတော့မှချစ်လေရအောင်နော်ညင်ညံသွေးတို့မဟုတ်ကျွန်တော်တို့နိုင်ငံလူလူတစုရဲ့လူတစုလို့မဟုတ်လူတစုရဲ့ကျွန်တော်နိုင်ငံလူတစုရဲ့ညင်ညံသွေးဘလောက်နှိမ့်ကျပြီးတော့ဘလောက်တောင်ဒီတရင်စားသုံးမှုညံ့ဖျင်းသွားတယ်လေအစိတ်တင်သွားတယ်လေဆိုတော့သိနိုင်တဲ့တရင်တစ်ပုတ်ကျွန်တော်၃ရက်လောက်ရှိပြီကျွန်တော်တွေ့ရ မပြောဘဲငြိမ်းနေဒီနေ့တော့မတက်တာလို့ကျွန်တော်ဒီခုနမော်ဘီကိစ္စကြီးလည်းပြောရင်းနဲ့ထည့်ပြီးဒီနေ့တမင်ထည့်ပြောတာနော်ဒါသိစေချင်လို့ပါဘာပြောလို့ဆိုတော့မွန်ပြည်နယ်ထဲမှာတဲ့နော်မွန်ပြည်နယ်တည်းကမြို့နယ်ချုပ်မှာပေါ့အဲဆိုရေးထားတယ်မြို့နယ်ချုပ်မှာတဲ့ဟိုစိုက်ကယ်တွေတရားမဝင်စိုက်ကယ်တွေကားတွေကိုဖမ်းတဲ့ခါမှာတဲ့အဲ့ဒါကိုဖမ်းတဲ့ရက်တက်ဖွယ်ရတဲ့ထည့်ရက်တက်ဖွယ်ရတဲ့အမျိုးသမီးတွေကိုဖမ်းတယ်ဘယ်လိုဖမ်းလဲဆိုတော့ဘရာဇီးယားဝတ်မထားလို့ဖမ်းတယ်တဲ့ဆိုကျွန်တော်စဉ်းစားတယ်ဘရာဇီးယားဝတ်မထားလို့အမျိုးသမီးတွေကိုဖမ်းတယ်ဆိုတော့အဲ့ဒီဘရာဇီးယားမဝတ်ရင်ဖမ်းတယ်ဆိုတော့ဥပဒေဘယ်တော့မှမရှိဘူး ရှိလည်းမရှိပါဘူးတက်တလုံးမကြဘူးမြို့သူတွေဘရာဇီးယားမွေးလို့ဖမ်းတယ်ဆိုလို့ရှိရင်တနိုင်ငံလုံးပတ်ဖမ်းကုန်မမှုခင်ဗျညဘက်အိတ်တချင်းမြို့သူတွေတော်များဖမ်းခံနေရမှာခင်ဗျာနော်ဆိုတော့ဒီဟာကြီးကဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ဒီ critical thinking လို့ခေါ်တယ်အဲ့ဒီအတွေးခေါ်အယူဆအခြေခံရင်ဝန်ချက်ချက်ယထာဘူတာချက်ချက်စဉ်းစားနိုင်တဲ့အတွေးခေါ်အုံနောက်ကအဲ့ဒီ knee bait အုပ်စုမှာမရှိတော့ဘူးသူတို့အုံနောက်ကဘာဖြစ်သွားလဲဆိုတော့တော်တော်လေးဒီပိုးကိုက်သွားတာပိုးကိုက်သွားတာအုံနောက်ကပိုးကိုက်သွားတာကိုက်သွားတဲ့ခါကျတော့ तू မသိတော့ဒီဟာကြီးကဟုတ်လားမဟုတ်လားဖြစ်နိုင်လားမဖြစ်နိုင်လား तू မစဉ်းစားနိုင်တော့မစဉ်းစားနိုင်ရမယ့်ဓာတ်ကြီးအဟုတ်လို့ထင်ပြီးတော့ DVB လို့တင်ထဏာလည်းရှိတယ်အခြားမီဒီယာတော့လေးကိုလည်းထကြည့်တယ် ကျွန်တော်တွေ့တာတွေ့ရောက်ရှိ online မှာရင်းတွေ့တယ်ပြီးတော့မှ DB ကရေးတော့မနေ့က DB ကရေးတယ်ကျွန်တော်စဉ်းစားတနေ့ကတွေ့တယ်မနေ့က DB မှာရေးတယ်ဒီနေ့ကျတော့စဉ်းစားတာငါတော့ဒါလေးတော့ထည့်ပြောဦးမှာထင်တယ်ပေါ့စဉ်းစားလာအဲ့တော့ထည့်ရကိုပြောတော့ခင်ဗျားတို့စဉ်းစားပြအုံတော့ရှိရင်စဉ်းစားကြည့်ကြခင်ဗျားတို့ထမင်းစားကြည့်တယ်အုံတော့လည်းရှိရင်စဉ်းစားကြည့်ဦးမိကလေးတွေဘရာဇီယာမို့လို့ဖမ်းလိုက်တော့ဖြစ်နိုင်လားအဲ့ဒါကိုယုံနေတာပေါ့နော်ဘလို့အုံတော့မျိုးစားလဲပြနောက်တစ်ခုကအဲ့ဒီဟာကိုယုံပြီးတော့ကိုယ့်ဟာကိုချက်မပြည့်လို့ချက်မပြည့်လို့ယုံတာကကိုယ့်ကိစ္စဒါပေမဲ့အခြားလူတွေကအဲ့ကိစ္စကို live ဝါရဖြန့်တယ်ရအဲ့ဒီလူရဲ့ဒီစိတ်နေစိတ်ထားနဲ့ဒီညာရင်ညာသွေးဘလို့ခေါ်မလဲဒီဘာလို့ကျွန်တော်ပြောရမှန်းတော့မသိပါဘူးဗျာအဲ့ဒီအဲ့ဒီ ဘာလို့ပြောမှမသိလဲအဲ့ဒီအုံနောက်ကြီးကိုကျွန်တော်အန်အောလို့ပါအန်အောလို့ပါပြီးရင်ကျွန်တော်အဲ့ဒီအုံနောက်ကိုအကယ်၍များလေးရလို့ရှိရင်ခွဲစိတ်ပြီးတော့ကျွန်တော်တို့သူ့တင်နာဖြူကြည့်တယ်ဒီအုံနောက်ထဲမှာဘာဖြစ်လို့ဒီလိုမျိုးကိစ္စတွေကိုတော့ယုံနေရတဲ့အုံနောက်ကဘလို့အုံနောက်မျိုးစားလဲဆိုတော့ခွဲကြည့်တယ်တော်တော်ကိုအန်အားတင်စားကောင်းတယ်အဲ့တော့ဘရာဇီးယားမဝင်လို့ဖမ်းပါတယ်ဆိုတာကတော့ဗျာတော်တော်တော့ဟိုတော်တော်တော့အပေါ်စားဆန်လုံးနဲ့တရင်ပါပဲရုပ်ရှင်ကားတွေမှာပေါ်ကားရှိတယ်လို့အဲ့ဒါပေါ်တဲ့နေပဲရုပ်ရှင်ကားမှာပေါ်ကားတွေရှိတယ်လို့ပဲခုအဲ့ဒါပေါ်တဲ့နေလို့ခေါ်တယ်တကယ်ကိုပေါ်တော်တော်တရင်နေပဲအဲ့လိုတရင်မျိုးရေးတဲ့တရင်ဌာနနဲ့တရင်တော့ကိုလည်းကျွန်တော်အန်အားတင်တယ်ဒါရေးတင်လားမရေးတင်လားဆိုတော့ပေါ်တော်တော်အတွေးနဲ့ ဟိုရေးချလိုက်တာယူကြည့်ပြီးတော့ဘလို့မှကျွန်တော်တို့စဉ်းစားလို့မရအဲ့တော့ဖမ်းလာမဖမ်းလာတော့မသိဘူးလောလောဆယ်အဲ့ဒါလိုမျိုးရှောက်ပြီးဝါရဖြန့်တဲ့တကောင်ကတော့ပေါင်ပေါင်မြုပ်နေအမွေမြေပေါင်မြုပ်နေတကောင်ကတော့လောဆယ်ချိုးထဲရောက်သွားပြီမမှန်တဲ့ရင်ဝါရဖြန့်မှုတွေချိုးထဲရောက်သွားပြီဆိုတော့ဒါတွေကလူတွေကြားထဲမှာအကေခင်ဗျားတို့ကရက်ကွက်ထဲမှာခင်ဗျားတို့ရက်ကွက်ထဲမှာခင်ဗျားတို့ရှောက်ပြောကြမယ်အာဟုတ်တယ်မိန်းကလေးတွေကဖရာစီယံဘူးလို့ဖမ်းတယ်လို့ပြောအဲ့ခင်ဗျားတို့ကခင်ဗျားတို့ကပေါ်တော်တော်ကောင်းနေဖြစ်ပြီနော်ခင်ဗျားတို့ကကြောက်မပြေတာကိုကြောက်မပြေတာပေါ်လွန်သွားတယ်ဘာမှမဖြစ်နိုင်တာကြီးကိုရှောက်ပြောတော့ဒီ critical thinking ကထမင်းစားကြည့်ရအောင်တော့လည်းစဉ်းစားရင်တော့တေချာပေါက်ဒါကြီးကမဖြစ်နိုင်ဘူးဆိုတော့အလိုလိုသိတယ်သိတော့သိတည်ခြင်းနဲ့ပြောပြတာတော့ဒါတော့ ဆိုးတဲ့ကိစ္စပါเนาะအဲ့တော့ဒါလေးကကျုံလို့ထည့်ပြတာပါအဲ့တော့ဘရာဇီးယားမွေးဖန်သလားတကယ်ပဲဒီစိုက်ကယ်ဝါပြီးစိုက်ကယ်တရားဟိုကားတရားမွေးဖန်သလားဆိုတော့ကျွန်တော်သိပြီးတော့လို့ကျွန်တော်ထင်ပါတယ်အဲ့တော့နောက်တစ်ချက်ပါနောက်တစ်ခုကစိုက်ကယ်ကားတရားမွေးဖန်တယ်ဆိုတော့ကျွန်တော်စဉ်းစားရတာကအဲ့ဖန်တဲ့ကိစ္စရဲ့နောက်ဆက်တွဲကျွန်တော်ခုမှတွေးမိလိုက်တဲ့ချက်ရှိတယ်တချို့ဖန်နိုင်လူတွေကကားအကောင်းစားတွေဖန်မယ်စိုက်ကယ်အကောင်းစားတွေဖန်မယ်နောက်တစ်ခါဒီတိုင်းသားလက်နက်ကိုင်ရဲ့ကားတွေကိုဖန်မယ်စိုက်ကယ်တွေဖန်ပလိုက်မယ်ပြီးလည်းပြောကွာဘယူပြဲရှုရှဲဆိုပြန်ပေးရပြန်ရော ။ဒါတော့ကျော်မြင့်မြင့်နေပြုံးမှာပေါ့နော်။ကျတို့မွန်ပြည်နယ်မှာဆိုတော့နိုင်စင်မဆိုင်ကြီးတို့ဖမ်းဆီးနေတဲ့အချိန်မှာဘရာဇီးယားမွေးတဲ့မျိုးသမီးတွေကိုစစ်ကောင်စီနဲ့ပြုံးမှာငွေကြေးချင်းချောက်ဖမ်းဆီးမှုတွေရှိနေတဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှပေါ်ကွယ်ပြောဆိုထားပဲဖြစ်ပါတယ်။ဒီလိုမျိုးအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှနှီးမျိုးစုံလို့လေးလို့ထားရှိတဲ့စစ်ကောင်စီရဲ့အကြံတွေအရဆိုရင်ကျတို့မျိုးပါပြည်သူတွေတည်ထားတဲ့တိုင်ရုံမှာပြုံးမှာပြည်သူတွေမရရတဲ့ ဥပဒေပုံမှန်တွေတက်ပြီးတော့မှဖန်ဆင်းမှုတွေလွှတ်ဆောင်နေကြတဲ့ဟိုပါဗောနော်ဒီအကြောင်းတွေဆိုရင်ဖြစ်နိုင်တယ်ဆိုတော့လည်းကျွန်တော်အလုံးသိရှိထားတာပဲဖြစ်ပါတယ်အခုဆိုရင်အမျိုးသမီးတွေတောင်မှဗောနော်ဘရာဇီယံမော်လို့ဆိုပြီးတော့မှဖန်ဆင်းအရေးယူမှုတွေလွှတ်ဆောင်နေကြတဲ့ဟိုဒီကောင်တွေဘလော့ထီအောက်တန်းကြားယူမှတွေလဲဆိုတော့တွေ့ရတယ်ပဲဖြစ်ပါတယ်ဒါကိုဒီပုံမှန်လိုဗီဒီယိုကနေပြီးတော့မှတရင်ဖုံးပြီးချင်းလုံးလို့ကိုပြောလို့မျိုးစပြောဆိုနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ်ကရောင်းနေပြီးတော့မှဘုံမချင်းချင်းအယောက်ကနေချမဲ့စာကျွန်တော်တို့တလန်ဘေချန်တွေကိုတက်ခဲတင်နေပြီဆိုပြီးတော့မှသူကနေအာချောင်ပြောဆိုနေတဲ့အားလဲကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဦးစင်းလို့ဒီပေါ့မြိုင်ပဲဟိုတလောကဒီလိုပြီးရိုက်နေဒီတာပေါ့ဗျာနေတဲ့အခါမှာဒီအလောင်းတွေကိုလူအချင်းချင်းဗဒန်အချင်းချင်းပေါ့လိုင်းမော်တင်ရမလားဆိုပြီးမှပေါက်ကွဲတဲ့အတန်းနေမင်းတို့ကြားမှာပဲအဲ့တော့တိမှာပဲနော်တိမှာပဲပြောရလို့ရှိရင်တော့တို့တို့ဒီ PDF ဒီ မကြောက်ဘူးမသိဘူး PDF တွေ data ဆိုသူတို့ချင်းချင်းတော့ PDF တွေမြန်မာစွာ data ဆိုတော့တိတယ်မြန်မာစွာကြာရှုံးနေကြအောင်ဆိုလည်းတိလာတယ်နော်ဒါပေမဲ့သူတို့တွေကညီတယ်ဗျညီတယ်သူတို့ပါဇက်ဆက်ပြီးကဓမ္မတွေမသိဘူးပဲမင်းသူတို့အော်ပေးဖို့မတည်ဘူးလေစိတ်နဲ့ပန်းတဲ့ပြည်သူတိအောင်လို့ရင်းတဲ့အကောင်အောင်မယ်သူတို့အော်ရလာလေဟွန်းအဲ့ဒါမင်းတို့လေမဟုတ်ဘူးလားဆိုတော့အမှန်တရားကိုယ့်ဘက်ကကြာရှုံးနေရတော့အမှန်တရားပြောတော့ပြောတာပဲမပြောဘူးလားပြောတာပဲဒါနဲ့ကျုပ်တို့တွေကခင်ဗျနိုင်တဲ့နေရာတွေဒီလိုဗမော်ဘက်တို့နေရာမျိုးတွေခုခင်ဗျဗျာရခိုင်ပြည်နယ် ။အဲ့မှာခင်ဗျာကြောက်ကျူပဲလာပဲလေ။အကုန်လုံးဒီချက်အုတ်ချက်ပင်အုတ်ချက်ကုန်းလို့ဘာလို့နေရာမျိုးတွေမှာခုဗျာအေးအေးလေးခင်ဗျာအသုံးလိုက်ရုံးလိုက်ပဲလိုက်ရှင်းလင်းလုပ်နေတဲ့အရာကြီး။ဒါမျိုးတရားကြလေကျုပ်တို့ဘက်တရားအထီးထီးမိမိပြောရမယ့်အရာတွေ။ဒါကတော့ဥစဉ်တော့တော့ပြောရမယ့်အရာပေါ့လူတွေဥစဉ်တော့ဗလတ်စပီကာဓမ္မတွေပြောတာ။အချင်းချင်းတိုက်ခိုက်နေမယ်အစားလေ။ဒါလိုပြီးတော့ညီမတို့တတ်မလို့လားဘယ်နေရာမှာဘယ်နေရာမှာအောင်ဖဲရဘယ်နေရာဘယ်လိုဘယ်လိုရဒါတွေခင်ဗျာပြောရမှာပြောရမှာတိအောင်။လူတွေကပြောလေကိုကပြောရမှာပဲ။ကိုယ်ကသုံးမကြတာကြီးပြောနေလို့ရတော့ခင်ဗျာမကောင်းတာ ရှိတယ်ကောင်းလာတဲ့အရာတွေလည်းခင်ဗျားတို့အများများပြောပြလို့လိုတယ်ဗျနော်အချင်းချင်းလေမတိုက်ခိုက်ဖဲနဲ့အချင်းချင်းဘာမှမပြောဖဲနဲ့လေအမှုလုံးဆိုတော့ဥစဉ်တို့ဗျာအပြစ်ရှိတဲ့ရေးယူမယ်ဆိုလို့ရှိရင်လေတို့လူကြီးတွေတို့ကရေးယူလိုက်ပဲဗျာဟုတ်လားလူကြီးတွေရေးယူလိုက်မယ်ဒါမျိုးပေါ့ဥစဉ်တို့ကအဲ့တော့အမှန်တရားကိုဥစဉ်တို့ကမပြောရတာမဟုတ်ပါဘူးအမှန်တရားလည်းပြောရပါတယ်ဗျာအမှန်တရားပြောလို့လေပေါ့ကိုတော်တို့ကဟုတ်လား2000ဆက်ခွင်မှာလဲဟုတ်လားဝင်ကြရင်းနဲ့ပတ်သက်ပြီးဦးဇင်းတို့ပြောဆိုခဲ့တဲ့အရာကြောင့်ဦးဇင်းတို့အိုးအိုးထောင်ကြီးမှာ78လကြာတာ73လလုံးလုံးဦးဇင်းတို့ နရင်တုံပြီးဝါဆိုခဲ့ရတာခင်ဗျားတို့အတီးဆုံးပါပဲเนาะခင်ဗျားတို့အတီးဆုံးပါပဲเนาะအဲ့တော့ပေါ့ကောတို့ကြောက်လာဆိုတော့ကြောက်ဘယ်ရအောင်မှဥစဉ်တော့မကြောက်ပါဘူးဗျာเนาะအကြောက်တရားဥစဉ်တော့မရှိဘူးမဟုတ်ပါဘူးဗျာเนาะအမှန်တရားလို့ဆိုဥစဉ်တော့ကြောက်တယ်ဆိုဘယ်သူမှမကြောက်ပါဘူးเนาะဥစဉ်တော့ဒီခုဒီအပြည့်ပြည့်ခံပြီးဥစဉ်တော့ဒီပြောနေခြင်းဒီ တိုင်းပြည်အကျိုးလူမျိုးကျိုးဘာသာတရဏကျိုးပြည်သူပြည်သားတွေငြိမ်းချမ်းအေးချမ်းမှုအတွက်ကိုဦးဇင်းတို့ပြောနေခြင်းဖြစ်ပါလေနော်။တဏ္ဍဥဇင်းတို့ကရာယူလို့နိုင်မကြီးလို့နိုင်မကြီးခြင်းလို့ဗာကြီးခြင်းလို့တမ္မတော်ထောက်ခံလို့နိုင်မကြီးမို့တမ္မတော်ထောက်ခံလို့တမ္မတော်ဝိုင်းရံထောက်ခံသူမှန်တယ်မအတက်အန်တွေနဲ့ရှင်ဆိုင်ရတာချင်းပဲ။အဲ့လိုမျိုးသာပြောနေတာပါနော်။အခုလိုမျိုးလေးကြီးလေးကျယ်တွေပြောနေပြီတော့မှဇော်ဖိန်ဖန်းစီခံတဲ့ကိစ္စနဲ့ပတ်သက်ပြီတော့မှတော့မှတခုမှတော့မှရဲတဲ့ဒီပေါ်ကတော့ဆိုတော့အခုဆိုရင်သူတို့ဘောမှချင်းချင်းပြန်ပြီတော့မှဂျင်းထဲနေတာပဲဖြစ်ပါတယ်။ကျွန်တော်တော်လိုင်းရေးတဖို့ဝင်နေတယ်ပြီတော့မှ စစ်ကောင်စီတပ်ဖွဲ့တွေတွေ့တဲ့နေရာတိုင်းမှာမုံကျိတ်တက်ခိုက်နေတဲ့ချိန်မှာပဲသူတို့မုံမာတွေချင်းချင်းရုတ်ကိုက်နေတဲ့ပွဲလေးတွေကများစွာရှိနေတာမို့လို့နာနဲ့ပတ်သက်ပြီးတော့မှကြေကွဲနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ကျွန်တော်အားလုံးတည်ထားတဲ့တဲမှာပြူစောထေးတွေရာဆိုတော့အခုချိန်မှာဆိုတော့ခြေတင်အငင်းပွားမှုတွေလည်းများစွာရှိနေတာဖြစ်ပြမှာဒါသူတို့အနေနဲ့ပေါ့နော် COC စနစ်ပြည့်စည်နေပြီဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီပုံကုံးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေချက်တမီဘာပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသာဘောမတကောင်ကနေပြတော့မှာပဲဒီအမျိုးသားရေးသမားတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့အကောင်းဆောင်တွေရဲ့ပေါ့နော်တစ္ဆာဖောက်ချင်းကိုခါနေရတယ်ဆိုပြတော့မှာပြောဆိုထားရတယ်လေကျွန်တော်စစ်ပြတော့မှာနားထောင်ကြည့်လိုက်ရအောင်နော်အမျိုးသားရေးသမားတွေတိုင်းချစ်ပြည်ချစ်စိတ်နဲ့ဘာအကျိုးမြတ်ကိုမှမကြည်ပဲမိသားစုတွေရဲ့အပတ်ဒီကိုကိုတိုင်းရဲ့အသက်တွေကိုစွန့်လွတ်စွန့်စားပြီးတော့နှစ်ဖက်လုံးရဲ့အန်တရယ်တွေကြားထဲမှာ ရက်တီရှင်သန်နေထိုင်ကြရတယ်။နှစ်ဖက်လုံးရဲ့အမုန်းတရားတွေအောက်မှာတစ်ဖက်ကလည်းမထင်ရင်မထင်သလိုတုတ်တင်ရှင်းလင်းတတ်သလိုတစ်ဖက်ကလည်းမလိုအပ်တော့တဲ့အခါပုံမှန်အမျိုးမျိုးတက်ပြီးဆွဲစီတာလေမြင်ရတော့တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်။တန်ရဲ့လာငါတို့ဒီတိုင်းမျိုးကိုချစ်တာအမျိုးသားရေးစိတ်တည်းရှိတာတန်ရဲ့လာပြည်သူတွေကပြည်သူတယောက်နေနဲ့ ကိုနဲ့မဆိုင်သလိုနေလိုက်လို့ရတာပဲเนาะကိုနဲ့မဆိုင်သလိုနေပလိုက်လို့ရတယ်ကို့အကျိုးကို့မိသားစုအကျိုးစီးပွားလွယ်ပြီးကြံတဲ့အရာတွေကိုကိုနဲ့မပတ်သက်တယ်လို့ဥပက္ခပြုပြီးနေပလိုက်လို့ရတယ်ဒါပေမဲ့မျိုးသားရေးစိတ်တက်တွေနဲ့ကို့နိုင်ငံမပြိုကွဲမပြက်စီးရအောင်တစ်ဖက်တစ်လမ်းကနေတက်နိုင်တဲ့အရာလေးတွေနဲ့လုံနေတဲ့အခါမှာနှစ်ဖက်လုံးရဲ့အမုန်းကိုခံရရှာတယ်မျိုးသားရေးသမားတွေကစိုးစုံကတော့ကိုယ့်ရဲ့အယိုးနဲ့ကိုယ်အပြန်ပြီးတော့အထိုးခံရတာလား အသေးပေါက်တာမရှိဘူးပြเนาะအဲကြောင့်ကျွန်တော်ကအမျိုးသားရေးသမားတွေသွားတာလာတာပြောတာဆိုတာလှုပ်တာခိုင်းတာတွေကိုစဉ်းစားဖို့အချိန်တန်ပြီးကိုယ့်ဘက်ကိုလည်းသတိဝိရိယလေးနဲ့ကိုယ့်မိသားစုကိုယ့်ရဲ့အသက်တွေကိုပဲကိုယ်ခရူးဆိုင်ကြဖို့မျှော်လင့်ပါတယ်ပြเนาะကဲဒီဘောမှာတော့ဗောနာသူတို့စစ်ကောင်စီကိုထောက်ခံရတာ တန်ရလာဆိုပြီးတော့မှဘောမတွေပြန်ပြီးတော့မှမေခွန်းတို့ပြောဆိုထားတာဖြစ်တယ်။အเจ้าမရှိဘဲနဲ့ပုံမတွေတပ်ပြီးတော့မှဖန်ဆီးထားတဲ့လူတွေထဲမှာဆိုတော့ဘောမတွေလည်းပေါင်လာတာပြီးတော့မှအနိစ္စဆုံးဇောပွင့်ကိုကြည့်မယ်ဆိုတော့ဗောနော်အခုချိန်ထိပြန်လဲလွတ်မြောက်ခြင်းမရှိသေးတဲ့အတွက်တွေ့ရပဲဖြစ်ပါတယ်။တချို့တလေတွေကစာနာပြမှုတွေအထိလှုပ်ဆောင်တင်းနေဆိုပြီးတော့ပြောဆိုနေပေမဲ့ပုံတွန်းတို့လိုမျိုးမဘာသာအုပ်စုတွေကနေပြီးတော့မှ ဒီဇောဘွေးဟာဆိုရင်အပြင်မှာနေတာထက်နောက်ထပ်မှာနေတာသူ့အတွက်ပိုပြီးတော့ဘဝလုံးချုံမှုအမခံချက်ပိုရှိတယ်ဆိုတဲ့သဘောမျိုးတွေထိပြောလင်းပြောဆပြောဆုံမှုတွေကိုကြည့်ချင်အဖြစ်ဒီကောင်တွေကအချင်းချင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာတောင်မှတွေးခွဲနေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်ကောင်စီအောက်ခြေမှာရှိနေတဲ့တမိတာဆိုနေတဲ့ဘိုးမာတွေအခုကလေးကအတိအမြင်လေးတွေပွင့်လင်းပြီးတော့မှကျွန်တော်ပြည်သူတွေနဲ့တူပူးပေါင်းတင့်နေပြီဆိုတဲ့အကြောင်းလည်းတက်ပြီးတော့မှပြောလို့ပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောတွင်လည်းလာမယ့်နေ့အတွင်းရဲ့အတွင်းမှာမိုးရွာသွန်းနိုင်တဲ့မြန်မာနိုင်ငံမှာရှိတဲ့နေရာဒေသတွေနဲ့ပတ်သက်ပြီးတော့မှဦးထီတင်ရဲ့တုံသက်ပြောဆိုမှုလည်းကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီကနေ့၁၇ရက်နေ့မုတ်တုံလေစီးကြောင်းတယ်လာမှုနဲ့မိုးရွာနိုင်တဲ့ဒေသတွေကိုကျွန်တော်တို့ခမန်းတွက်ချက်ကြည့်တဲ့အခါမှာမန္တလေးတိုင်း၊စကိုင်းတိုင်း၊ရခိုင်ရိုးမှာ KRD တိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းရှိကြ၊ကရင်ပြည်နယ်၊ကယားပြည်နယ်ရှမ်းပြည်နယ် မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာ နေရာကွက်ကြားနေရာကျဲကျဲစတင်ပြီးတော့မိုးရွာတုံးနိုင်တဲ့နေသားရှိပါတယ်အထူးသဖြင့်မန္တလေးမုံရွာမြင်းညာကြားမှာဆိုလို့ရှိရင်ကျွန်တော်တို့24နှစ်အတွင်းမှာမိုးရေကြီးနှလုံးမဝန်းကျင်ရွာတုံးနိုင်ပါတယ်ထို့သူတေယော်ဒီတိုင်းကပသိမ်းလက်ပတ်တာအောက်ဖက်တစ်ခုလုံးမှာလည်းမိုးရေကြီးနှလုံးမဝန်းကျင် ရရှိနိုင်တဲ့အနေအထားရှိပါတယ်မြေပြနဲ့ ရှမ်းပြည်ဆက်ဆက်တဲ့တောင်တန်းတွေပေါ်မှာတော့မိုးရင်ကျင်းတိသမလေးလမကြော်ကြော်လောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမ်းမှတွေ့ရှိရပါတယ်။ထို့အတူချင်းပိုင်မှာလည်းမိုးကြီးသလိုမဲဆောက်နားမှာလည်းမိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခမ်းမှတွေ့ရှိရပါတယ်။ဆယ်နှစ်နှစ်ရောက်တဲ့အခါမှာပုံမူအားကောင်းလာတဲ့မုတ်တုံလေးစီးချောင်းကြောင့်မလို့မြန်မာပြည်အောက်ပိုင်းကတနင်္သာရီတိုင်းမှာအကြီးအကျယ်မိုးရွာသွန်းမှုတွေစတင် ဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီဒေတာတွေကတော့ဒဝယ်နဲ့ဗိတ်ဂျားမာရှိတဲ့ဒေတာကြီးတစ်ခုလုံးอ่ะဆိုလို့ရှိရင်24လအတွင်းမှာမိုးရခြင်း6လမကျော်10လမလောက်တိရနိုင်တဲ့နေတာဟာအင်မတန်မှအန္တရာယ်များပါတယ်တောင်ပေါ်နဲ့တောင်ဆောင် တောင်ကြီးပါနေထိုင်သူတွေခရီးသွားသူတွေကြိုတင်ပြင်ဆင်နိုင်အောင်အတိပေးကြပါခင်ဗျာဟွမုတ်တုံလေးကပို့လိုက်တဲ့မြန်မာပြည်အလဲပိုင်းလမ်းကြောင်းမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်း ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အနောက်ချမ်းကချင်ပြည်နယ်အထက်ပိုင်းတို့မှာစတင်ပြီးတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခါမှတွေ့ရှိရပါတယ်။73ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အောက်ဖက်ကအေရဝတီတိုင်းမွန်ပြည်နယ်ကမြို့တော်ကနေပြီးတော့ဘိတ်အထီကို မိုးရွာသွန်းမှုအကြီးအကျယ်ဖြစ်နိုင်တဲ့အနေအထား ရှိလို့မလို့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကယားပြည်နယ်မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းနဲ့ကချင်ပြည်နယ်မှာလည်းမုန်တိုင်းကပို့တဲ့တိမ်မှွေကြောင့်မလို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ဒါတော့ဗောနာကျတို့လာမယ့်နေ့သုံးရက်အတွင်းမှာမြန်မာပြည်နဲ့မှာမိုးကောင်းမဲ့အခြေအနေတွေကိုသင်ပြထားတာပဲဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဒီမြေနေပိုင်းဒေသတွေနဲ့မြေချောင်းနီးနားမှာနေထိုင်တဲ့မြေပပီသူတွေနေတဲ့အခုခရေကရွှေပြောင်းတင်းတာတွေလှုပ်ဆောင်ပြတော့မှာပေါ့နော်ကျွန်တော်လွက်တာတွေကိုအခုခရေကဆူဆောင်တင်းနေတာပဲဖြစ်ပါတယ်မကြသေးတဲ့ရစ်တွေတော့ကလည်းကျွန်တော်ကချင်ပင်နယ်ဘက်မှာမိုးရသွန်းမှု များစွာဖြစ်ပေါ်ခဲ့ပြတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်မြေပပီသူတွေနေထိုင်တဲ့နေရာတွေကိုရေလွှမ်းမိုးမှုတွေများစွာဖြစ်ပေါ်ခဲ့တာမို့လို့ အခုထပ်ပြီးတော့မှရေးကြည့်လောက်အောင်မယ်အခြေအနေတွေကိုကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တော်လိုင်းရင်းမှာပူပေါင်းဖို့နေကြတဲ့မျိုးပါပြည်သူတွေအနေနဲ့တဘောအဘေးအန္တရာယ်တည်င်းတွေကိုလည်းနောက်ဆက်နားထောင်ရင်းနဲ့ပေါ့နော်ကျွန်တော်တို့အခုကလေးက တော်လိုင်းကိုပြင်ဆင်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်မြို့ပပြည်သူတွေကလည်းပြီးတော့မှဒီတော်လိုင်းရင်းမှာထဲထဲဝင်ပူပေါင်းပေါင်းပေးရင်နဲ့ကျတို့တော်လိုင်းရဲဘော်တွေကလည်းပြီးတော့မှလွှဲချစ်တွေကိုကျတို့အတူတူကဖြည့်ဆည်းပြီးတော့မှတက်ခိုက်လိုက်မယ်ဆိုတော့စစ်ကောင်စီတပ်ဖို့နဲ့ဒီနေ့ထဲမှာပဲတေချာပေါက်ကြာရှုံးမယ်ဆိုတဲ့အကြောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့နေ့လယ်ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတရရဲ့ channel နဲ့တေလီပိုင်ဆိုင်ချက်ပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်